proposal မှာ၃ပိုင်းရှိရယ်အာဘာတွေဖြစ်နေပြီလဲရယ် right current ဘာတွေဖြစ်နေပြီလဲဟို market ထဲမှာအာ competitor တွေဘာတွေလုပ်နေရလဲလူတွေဘာတွေလုပ်နေရလဲဒါမှလူတွေရဲ့အခြေအနေဘယ်လိုရှိလဲပြီးတော့ market ရဲ့အခြေအနေဘယ်လိုရှိလဲဆိုတော့ဘာတွေဖြစ်နေပြီလဲ like what's happening ဆိုတော့အားမျိုးပါလေဆိုတော့အဲ့ဒီဟာကျွန်တော်ပထမတစ်ပိုင်းကျွန်တော်ရေးတယ် ဒုတိယတက်တစ်ပိုင်းကကျွန်တော်ဘာလုပ်ကြမလဲ right okay ဒါတွေတော့ဖြစ်နေပြီကျွန်တော်တို့ဘာလုပ်ကြမှာလဲဒါဘာလုပ်ကြမှာလဲဆိုတဲ့ဟာကိုကျွန်တော်တို့အာ brand ကိုကျွန်တော်ပြန်ကြည့်ရဲတော့လူဟိုအရှိဆုံးမှာကျွန်တော် brand ကိုကြည့်ရမှာ marketing တခုတော့ကျွန်တော်ကြည့်ရတော့ market ကြည့်ရမှာဒါတိုင်း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 ဖြစ်နေရကျွန်တော် company တွေကဒါတိုင်းလုပ်နေလူတွေကဒါတိုင်းပြင်နေလူတွေတွေးနေလူတွေခံစားနေရတယ်ဆိုတာမျိုးကိုကျွန်တော်ကြည့်အဲ့ဒါကြည့်ပြီးဆိုလို့ရှိရင်အာကျွန်တော် brand ကရောဘာဖြစ်နေလဲကျွန်တော်တို့ရဲ့ brand ကဒါရင်လုပ်နေဒါရင်လုပ်နေဒါရင်လုပ်နေအဲ့တော့ကျွန်တော်တို့ကဒီလူတွေနဲ့ဒီ brand နဲ့ကျွန်တော်ချိန်မယ်ဘယ်လိုချိန်မှာလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်ပြောထားတယ်အဲညီမဆုလည်းမေးထားတာ pitching proposal proposal ကိုတဲ့ professional ကြကြဘာတွေထည့်ပေးရမလဲပြောပြပါဦးဆရာတဲ့ digital ROI ကရောဘယ်လို formula နဲ့ကြပြလို့ရလဲရှင်တဲ့ okay pitching proposal ကဟုတ် propose uh, proposal ဆိုရ professional ကြာကြာရေးခြင်းနဲ့ပေါ့နော်အဲ့တော့ဟို okay ဟုတ်ပါပြီကျွန်တော်မြင်တာကတော့ဟို proposal မှာ၃ဘိုင်းရှိရယ်အာဘာတွေဖြစ်နေပြီလဲရယ် right current ဘာတွေဖြစ်နေပြီလဲဟို market ထဲမှာအာ competitor တွေဘာတွေလုပ်နေရလဲလူတွေဘာတွေလုပ်နေရလဲတဲ့မှာလူတွေရဲ့အခြေအနေဘယ်လိုရှိလဲ ယ်ပြီးတော့ market ရဲ့အခြေအနေဘယ်လိုရှိလဲဆိုတော့ဘာတွေဖြစ်နေပြီလဲ like what's happening ဆိုတော့ဟာမျိုးပေါ့လေဆိုတော့အဲ့ဒီဟာကျွန်တော်ပထမတစ်ပိုင်းကျွန်တော်ရေးတယ်ဒုတိယတစ်ပိုင်းကကျွန်တော်ဘာလုပ်ကြမလဲ right okay ဒါတွေတော့ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ဘာလုပ်ကြမှာလဲဒါဘာလုပ်ကြမှာလဲဆိုတဲ့ဟာကိုကျွန်တော်တို့အာ brand ကိုကျွန်တော်ပြန်ကြည့်ရဲ့ကျွန်တော် ဟိုအရှိဆုံးမှာကျွန်တော် brand ကိုကြည့်ရမှာပေါ့ market ကြီးတခုတော့ကျွန်တော်ကြည့်ရကျွန်တော် market ကြီးရဲ့မှာဒိုင်း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 ဖြစ်နေတယ်ကျွန်တော် company တွေကဒိုင်းလုပ်နေတယ်လူတွေကဒိုင်းပြနေတယ်လူတွေတွေးနေတယ်လူတွေခံစားနေရတယ်ဒါမျိုးကျွန်တော်ကြည့်တယ်အဲ့ဒါကြည့်ပြီးဆိုလို့ရှိရင်အဲကျွန်တော် brand ကရောဘာဖြစ်နေလဲကျွန်တော်တို့ရဲ့ brand ကဒိုင်းလုပ်နေဒိုင်းလုပ်နေဒိုင်းလုပ်နေအဲ့တော့ကျွန်တော်တို့ကဒီလူတွေနဲ့ဒီ brand နဲ့ကျွန်တော်ချိန်မယ်ဘယ်လိုချိန်မှာလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်ကျွန်တော်စဉ်းစားစားတဲ့နဲ့အဲ့တော့ချိန်ပြီဆိုလို့ရှိရင်အဲ့ဒီချိန်ပြီးရတဲ့ဟာကိုလည်းကျွန်တော်နောက်တစ်ဆင့်တစ်နှစ်လုံးစာမှာ အဲအဲ့ဒါတော့ကျွန်တော် always on ပုံမှန်တင်တဲ့ content တွေကဘယ်လိုမျိုးတွေတင်ကြပါလဲဘယ်လို topic တွေတင်ပါလဲပြီးရင်အဲကျွန်တော်တို့ဘယ်လိုခေါမလဲဒီ seasonal campaign တွေ seasonal promotion တွေ seasonal ဘာဖြစ်တယ်ညဖြစ်တယ်တွေကိုအဲကျွန်တော်ကတလားတစ်ခါ campaign လုပ်မှလာ၊သုံးလတစ်ခါသွားမှလာ၊တင်းကြံမှသွားမှလာ၊ပလင်းကြံမှသွားမှလာ၊ new year မှသွားမှလာဆိုတော့ campaign ဟဲ့ကျွန်တော်ထည့်ပြီးစဉ်းစားတယ်။ ။ပြီးရင်အဲ့ဒီ campaign တွေကို amplify ဆိုတာ creative idea ပဲတကယ်တော့ရပြီးသွားမှာမဟုတ်လေနော်။အဲ့တော့အဲ့ဒီအဲ့ဒီ campaign တွေက digital မှာဘယ်လို run ပါလဲ။ social လို့လို့ရလား။ radio တွေထည့်ဖို့ရောပတ်စံရှိလား။ right ဒါမို့ပေးဖို့ထားဖို့ပတ်စံရှိရလား။ဒါမို့ဟိုဟို influencer marketing ram ကိုပတ်စံရှိရလား။ တော့အဲ့အဲ့ဒါကျွန်တော်တို့ဟိုပေးထားတဲ့ຢາထားတဲ့ budget ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီဒီဟာတွေအကုန်လုံးကိုပြန်ပြီးတော့အစိမ်းမှာပြန်ဖွဲ့ရပေါ့နော်အဲ့တော့အဲ့ဒါကျွန်တော်တို့ခေါ်တော့ amplification လုပ်တယ်လို့ကျွန်တော်ခေါ်ပါတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးမှာ media buying boost လုပ်မယ်အဲ့မှာမပေးဖို့ဆိုလို့ရှိရင်လည်း blog post သုံးမယ်အဲအမှ junction city မှာ roadshow လုပ်မယ်ဆိုလို့ရှိရင် blog post သုံးမယ် အဲပြီးရင်ကျွန်တော်တို့ဒီဒီ TVC ရိုက်မယ်ဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့မှာ airing plan ဘလာဖို့သုံးမယ်စားရစားရဟာကျွန်တော်တို့ဟိုမှာပတ်ဆက်နေ creative PY ဆိုလို့ရှိရင်ကျွန်တော်တို့ media buying ထက်ကျွန်တော်ထက်ပြလိုက်ပြီးရင် KOL ဘယ်သူသုံးမယ်ဘယ်ဝသုံးသုံးမယ်ပေါ့နော်အဲ celebrity ဘယ်သူသုံးမယ်ဘယ်ဝသုံးမယ်ဆိုရင်ဟိုထက်ပြလိုက်ပြောလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါကြီးသုံးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ ROI ကအာဘယ်လောက်ရနိုင်ဖို့ကျွန်တော်တို့မှတ်ထားလဲ ဆိုတဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့ကတွေးတယ်အတွေးပြီးအထည့်ပြလိုက်တယ်ဒါပဲအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ slide တွေကတော့ကိုဟိုကိုတော့လည်းပုံပုံပေါ့နော်ကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင် slide ပေါင်းရာနဲ့ကြည့်ရယ်အရာ20လောက်ရှိရယ်ကျွန်တော်တို့ agency တွေဘက်ကနေပြီးတော့မှ client တွေကို pitch ထုတ်တဲ့အချိန်မှာကြားတဲ့ slide က100 120လောက်ရှိရယ်အဲ့တော့ဟိုချုံရင်ချုံလို့တော့တုံးလို့ချင်းချက်တော့ကျဲပါတယ်ဆိုတော့ဒါကတော့ ဟိုဘယ်နှ slide ရှိရမလဲဘာလဲညာလဲဆိုရဲဟာတော့ကိုကိုကိုတော်သားနဲ့ပို့ပေါ့နော်ကိုများများပြကြည့်နေဆိုလို့ရှိရင်လည်းအများကြီးပြတာပေါ့